ော်ကိုအောင်အမစီလာရင်လည်းကိုအောင်နောက်မှဆိုလို့ဝင်လာတာอืมဘာတွေဆက်စုခြင်းမြန်ပြီးတော့ ဟောမဟုတ်ပါဘူးညီမသိချင်တယ်လို့ပဲတခြားလူတွေလည်းသိချင်မလားလို့လေဟိုကညီမသိချင်တာကကိုရဲ့ name list တင်ပြီးလို့ရှိရင်တချို့က name list ရပြီးပြီပေါ့နော်တချို့ငွေအခြေသွင်းတယ်တချို့ကကျတော့ငွေကိုတဝက်ပဲသွင်းရတယ်အဲ့ဒါဘလို့တွေကွာလဲကိုတခြားလောက်ရှင်းပြပေးပါလားဟုတ်လားဩအဲ့ဒါဒီလိုရှိတယ်ညီမလေးကဆိုလိုချင်တာ name list ဆိုတာတို့အများသိတဲ့အတိုင်းပဲပေါ့နော်အကိုတို့ကဒီအထောက်ထားအကြောင်းအကြောင်းမဲ့နေတဲ့လူတွေအကိုတို့တေဝင်ဖြစ်အောင်ပြန်ပြီးလုပ်ပေးတာပေါ့လုပ်ပေးတဲ့ဆွေးနွေးမှာအကိုတို့ကအဆွေရရှိဖို့အကိုတို့ကဒီခိတ်ထပြန်လို့လုပ်တဲ့လုပ်ငန်းစဉ်ကလည်းအားလုံးက online ကနေသွားတာဖြစ်တဲ့တကယ်တော့ကုန်ကြစိတ်တော့မ မရှိဘူးပေါ့နော်။ဒါကုန်ကျစရိတ်မရှိမှဘာကြောင့်အကိုတို့အကျိုးဆောင်လေး agency လေးသို့မဟုတ်အကိုတို့ပွဲစားတွေကပေါ့နော်။ဘာဖြစ်လို့ပတ်စံကြိုးကောက်ကြတယ်လဲဆိုတဲ့အခါကျတော့တေချာမှုရှိအောင်လို့ပြီးသွားလို့ရှိရင်သူဖွင့်မိတဲ့ကာလကလည်းနည်းတယ်ဆိုတဲ့အခါကျတော့မဆင်းရဲတင်လိုက်တယ်ကွာ။အခုပတ်စံသူတို့ရှိမှမရှိနေဘူးဆိုရင်ဒါမတေချာဘူးလေ။အဲ့အတွက်ဆင်းရဲယူလိုက်တဲ့သဘော။ ဒါပေမဲ့ခုနခိုက်ရင်ပြီးတဲ့ဥစ္စာမှာနေနေကြပြီးတချို့ကတဝက်ပေးရတယ်တချို့ကအပြည့်ပေးရတယ်ဆိုတာကြတော့ကိုအနှံ့နဲ့အကျိုးဆောင်နဲ့ပဲဆိုင်တယ်လို့ထင်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကိုကနံပါတ်၁ကွာဒီခိတ်ထမြန်လုတဲ့အခါမှာသူကဒီလက်ပုတ်ထဲကနေပြီးတော့ပဲဝင်လောက်ရတာဖြစ်တဲ့အတွက်အဲ့မှာကုန်ကျစရိတ်မရှိဘူး။မရှိဘူးဆိုတဲ့အခါကျတော့အလွယ်ပြောရရင်မှကုန်ကျစရိတ်ကိုကိုအကျိုးဆောင်ကနေပြောထားတယ်စုစုပေါင်း900ကျမယ်ဆိုပါဆို။900ကျမယ်ဆိုရင်ကိုကအစပြီးလုတဲ့လုပ်ငန်းစဉ်မှာသူကအနည်းဆုံး2000 သို့မဟုတ်3000အလွယ်အတွက်ကောင်900မှာ3000တောင်းရင်တောင်းလိုက်တယ်ထားအဲ့3000ဟာသူတို့ယူမဲ့အကျိုးမြတ်ကိုတခါလေယူပြီးသားဖြစ်တယ်ဘာဖြစ်လဲဆိုတော့အကူရခိန့်တင်ပြန်လုပ်တဲ့အချိန်မှာအကူရကကုန်ညစိတ်မရှိဘူးအဲ့တော့ဒီနိုင်လင်းရလာပြီပေါ့နော်ခိန့်တင်ပြန်လုပ်ပြီးနိုင်လင်းရလာပြီဆိုလို့ရှိရင်အကူရဒုတိယအဆင့်နဲ့ပဲသွားရလဲဆိုတဲ့အခါကျတော့အကူရဝက်ပါမင့်တင်ဖို့အတွက် တခါကြရလို့ရှိရင်ကိုတို့ဒီကိုကြီးအချက်လက်တွေအရင်စစ်တယ်ပေါ့နော်မျိုးလုံးစကန်တို့လက်ဝေးစကန်တို့တခါကြရလို့ရှိရင်လည်းအဲ့အချက်ကိုမသွားဘဲနဲ့ကိုတို့ကဒီဘောပါမယ်တင်ဖို့အတွက်ကိုတို့ကဒီကျမ်းမာရေးစစ်စစ်မယ်ပေါ့နော်စီးသွေးစစ်မယ်ပြီးတော့လည်းအဲ့ဒီစီးသွေးစစ်လာရတဲ့အဖြေနဲ့ကိုတို့ကကျမ်းမာရေးပကံဝယ်မယ်ပေါ့နော်အဲ့ဒီနေရာမှာကျတော့ကိုကပတ်စံတခါထပ်တောင်းရတယ်တောင်းရတဲ့အခါမှာတချို့အကျိုးဆောင်တွေကျတော့ဒုတိယအကြိမ်ဆိုပြီးပတ်စံတခါထပ်တောင်းဝင်တယ်ပေါ့တောင်းတော့ပေါ့တချို့ကျတော့လည်းအဲ့အချိန်မှာအခြေတောင်းတယ်ပေါ့နော်အဲ့ဒါပြီးတော့ရင်နောက်ဆုံးအစစ်မှာကျမ်းမာကိုတို့ဘောပါမယ်တင်ကကျမ်းမာတာလျင်ကိုတို့ကနောက်ဆုံး final ဘောပါမယ်ကိုပေးရတာဖြစ်တဲ့ ဲ့အတွက်အနှစ်အလွယ်ချောရမယ်ဆိုလို့ရှိရင်တော့အကိုတို့ဒီပတ်စံ900ပဲဆိုတော့တို့တို့က3000 3000 3000ခွဲပြီးရင်တော့အကိုတို့အလုပ်သမားအတွက်လည်းအဆင်ပြေတယ်ပေါ့နော်။ဘာလို့ဆိုတော့အကိုတို့ကဒီကိုက3000 3000ပေးလိုက်ပြီနှစ်ခါပေးလိုက်ပြီတတိယအခါမှမပြီးနိုင်ဘူးဆိုရင်ပြဿနာမရှိဘူး။ဘာလို့ဆိုတဲ့အခါကျတော့အကိုတို့ကသူတို့ဒီအထဲမှာကသူတို့ယူရမယ့်အကျိုးမြတ်ကြီးအစထဲကယူထားပြီးသားဖြစ်တဲ့အတွက်နောက်ဆုံးအချိန်ထိသူတို့စောင့်ပေးတယ်။ အဲ့တော့တချို့ရ6နဲ့ဘယ်ရဲ့နောက်ဆုံးတော့စကြပြီအဲ့တော့အခုတော့အစိုးရရဲ့ညွှန်ကြားချက်တွေရှိရယ်ကွာအာအခုတော့ဒီအစိုးရရဲ့ညွှန်ကြားချက်မှာနောက်ဆုံးရက်မတိုင်ခင်တပတ်အလိုလောက်ထိပတ်စံအတွင်းလို့ရတယ်ဘယ်သူမှမစိုးလက်ခံတယ်ဒါပေမဲ့လက်မခံဘူးဆိုတဲ့လူဆိုလို့ရှိရင်လည်းတို့ဒီတိုင်နာတော့တာဆိုရင်တို့တွေပြုတ်နိုင်တဲ့အနေဒါရှိတာပေါ့နော်ငါအားအကြောင်းမလို့အခုတော့ဒီငွေသွင်းတဲ့ကိစ္စမှာတာအီးလည်းမလို့စေချင်အဲ့တော့အစပထမပိုင်းမှာတို့ဒီပိုဇစ်အနေနဲ့ပြီးလို့ရတယ်နောက်နေနေကြလာပြီဆိုရင်လည်းအထိုက်လျောက်ပြီးလို့ရတယ်အဲနောက်အဆင့်ကျတော့ကိုဖါကိုချိန်ချိန်ပြီးတော့ပြီးသွားပေါ့နော်အဲ့တော့ပတ်စံအတွင်းအစိုးရကိုပတ်စံအတွင်းရ ချိန်နဲ့ပတ်သက်လို့ရှိရင်တော့အခုအနေနဲ့ရှင်းပြနေတာပထမဆုံးကိုတို့နိုင်လေးတင်တဲ့အချိန်မှာအဆွေရောတော့ပြီးစရာမလိုဘူးဒုတိယအချိန်ကိုတို့ဘိုင်ယန်တလားလုပ်တဲ့အချိန်ပဲဖြစ်ဖြစ်တောင်းမို့ကိုတို့ဒီကျမ်းမာရေးဆေးစတဲ့အချိန်ရှင်းပဲအဲ့မှာတစ်ချိန်ပြီးရတယ်နောက်ဆုံးအချိန်ဝဘမီတင်တဲ့အချိန်မှာပြီးရတယ်ပေါ့နော်ဒါအဆွေရောငွေသွင်းတာနဲ့ပတ်သက်လို့ပေါ့အခုလိုမျိုးလေးမရှင်းတာလေးတေချာလေးရှင်းပြပြီးလို့ကိုအောင်လည်းကျေးဇူးတင်ပါတယ်ဟုတ်ပါရဲ့ဟုတ်ပါရဲ့